အာရခတတော်အေးနဲ့မောင်မိတ်တက်တွေတက်ခိုင်းနေတဲ့နေရကံပြူရဲကစစ်ကောင်စီတက်တွေဆုတ်ခွာထွက်ပြေးနေပြီးဒေါ်လာရေးတက်တွေကအပိသက်ထုတ်ဆစ်စနေပြီလို့မြေပြင်စစ်ရေးသတင်းမြတ်တချို့ကပြောပါတယ်သတင်းမြတ်တို့ကပြူဟာရဲကစစ်ကောင်စီတက်သားတွေထွက်ပြေးကုန်ပြီးကြာသွားပြီဆိုပြီးတက်တွင်သတင်းပေးတယောက်ကမင်းညာ၁၀နိုင်လောက်မှာသတင်းပို့လာတယ်လို့ဒီနေ့မနက်ပိုင်းမှာပြောပါတယ်ဒါအပြင်နေရကံပြူဟာရပြီလို့ပြောလို့ရကြောင်းလည်းသူကဆိုပါတယ် အမ်ပဒန်လမ်းပိုင်းအနီးကလေကြောင်းရန်ကာကွယ်ရေးအတွက်ရေဒါပါတက်ဆင်ထားတဲ့ဗျူဟာမြောက်စကန်ဖြစ်တဲ့နက်ရီကန်ဗျူဟာကိုအေအင်းနဲ့မဟာမိတ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီမှာထုတ်ဆက်စတင်ခဲ့တာပါကာကေးစကန်ကြီးဖြစ်တဲ့ MPT တာဝါဂွန်းကိုမက်လာမှာတင်းယူနိုင်ခဲ့ပါတယ်ပြီးခဲ့တဲ့မက်လာ28ရက်ကစကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မှာတော့အေအေအပါဝင်ညီနောင်မဟာမိတ်၃ခွဲကငလျင်အရေးပေါ်ကဲစေးနဲ့ပြန်လည်ထူထောင်ရေးအတွက်လားနဲ့ချီပြီးထိုးစစ်အရှင်ကိုရှော့ချခဲ့ပါတယ် အဲ့ဒီနောက်ထိုးစစ်ကိုပြန်လည်မြင့်တင်ခဲ့ရမှာစက်တင်ဘာနဲ့လက်ရှိအောက်တိုဘာလဆန်းမှာဂုတ်ကြီးစကန်နဲ့ Fighter ဂုံးလိုအဓိကအကာကင်းစကန်တွေကိုတော်လည်တက်တွေကထပ်မံသိမ်းပိုင်နိုင်ခဲ့ပါတယ်။တိုက်ပွဲတွေဇက်တိုက်ပြင်းထန်ပြီးနောက်ပိုင်းဗျူဟာတွေကအစ်စ်တက်ရင်တွေပါစုခွာထွက်ပြေးရတဲ့အခြေအနေရောက်လာတာလို့သိရတာပါ။လက်ရှိမှာနေရီကန်ဗျူဟာနဲ့အစင်မိုင်ခန့်အကွာကစစ်ကောင်စီရဲ့ကပစာဆက်လေးနဲ့လေကိုလေးတရင်အနည်းမှလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်။အဲ့ဒီ၃နေရာစလုံးကိုစစ်ကောင်စီကလေကြောင်းကနေအပြင်းထန်ဘုံကျဲနေတယ်လို့သိရတာပါ။ နိုင်ရီကန်ပြူဟာမှာအမြောက်နဲ့လေချောင်းရံကာကွယ်စကန်ရှိပြီးပေ9000ကျော်မြင့်တဲ့နိုင်ရီကန်တောင်ပေါ်မှာအခိုင်အမာတည်ဆောက်ထားတာဖြစ်ပါတယ်။ဒါပေမဲ့အေးအေးဥဆောင်တဲ့တော်လေးတက်တွေရဲ့ထိုးစစ်ကိုစစ်တပ်ကမခုခံနိုင်ဘဲစခန်းတွေဇက်တိုက်ဆုံးရှုံးနေရတာဖြစ်ပါတယ်ရှင်။